ဘယ်တော့အိမ်ပြန်ရမလဲမသိတဲ့ခီးစဉ်တစ်ခုကိုနောက်တစ်ကြိမ်တောင်ပြန်မစင်စားဘဲနဲ့စတင်ခဲ့လိုက်တယ်။ကိုကိုကိုတိုးတက်ပြောင်းလဲဖို့ထက်ကျွန်တော်တစ်ခုခုကိုလိုက်ရှာနေမိတယ်ဆိုတာအမှန်ပဲ။လွန်ခဲ့တဲ့ရှင်းနှစ်တုန်းကဆယ်တန်းကျောင်းသားဘဝမှာငါဒီကျောင်းကြီးပြီးွားတဲ့အခါတိတ်ကိုပြောစရာကောင်းတော့မှာပဲလို့စဉ်းစားမိခဲ့ပူတယ်။တကယ်တမ်းကျတော့ကျောင်းပြီးတော့မိသားစုကိုငဲ့ညာခြင်းနဲ့စိတ်နဲ့ အလုတ်တခုခုရရင်တိတ်ပျော်မိမှာပဲလို့တွေးမိတယ်။အလုတ်ရတဲ့အခါကျတော့လေကျွန်တော်ရတဲ့အလုတ်ပေါ်မှာတိတ်ပြီးတော့ဂျင်းနဲ့အာရမှုမရှိပြန်ဘူး။အလုတ်တိရပြန်တော့လေပြပထွက်ပြီးတော့အလုတ်လုတ်ကြတဲ့လူတွေကိုအားကြရင်လည်းကျွန်တော်ဘဝကိုမကျေနပ်နေပြန်ဘူး။နိုင်ငံသားမှာအလုတ်ရဖို့အတွက်ပြင်ဆင်မှုတွေအများကြီးလုပ်ခဲ့ပြီးတော့စိတ်ကူးရင်ခဲ့တယ်ငါတကယ်ပျော်ရှင်ရတော့မယ်။တရက်မှာ နိုင်ငံခြားသွားရမယ့်နေ့လေးကိုရောက်လာခဲ့တယ်။ကျွန်တော်ဘဝမှာဘာရိန်နိုင်ငံမှာအလုပ်လုပ်ခွင့်ရမယ်လို့တခါမှမစဉ်းစားမိခဲ့ဘူး။ရောက်ရောက်ချင်းမှာနေရထိုင်ခြင်းအသစ်ကို ရောက်တော့အယံကိုစိတ်လှုပ်ရှားတယ်။အလုပ်ကိုင်းအသစ်တွေရတော့မယ်။တငယ်ချင်းအသစ်တွေနဲ့စုံခွင့်ရတော့မယ်။နေရထိုင်ခြင်းအသစ်မှာ နေထိုင်ရတော့မယ်ဆိုတဲ့စိတ်နဲ့ဒါပေမဲ့လေ၃လရဲ့အကြာမှာကျွန်တော်ဘဝနှစ်ဆပို့ပြီးခက်ခဲလာတာကို တေချာတတိထားမိခဲ့တယ်။လူတွေကပြောကြတယ်။ရီမန်းချက်နဲ့ပန်းတိုင်ကိုရောက်တဲ့အခါပျော်ရွှင်မှုကိုရပါလိမ့်မယ်။ဒါဆိုရင်ကျွန်တော်ဟာပန်းတိုင်ပြောင်းနေတဲ့သူလားပျော်ရွှင်ခြင်းကိုတေချာမသိတာလား။တရက်မှာ အလုတ်ကပြန်လာတော့ထူးထူးဆန်းဆန်းပဲ။လူသားတွေရဲ့ဘဝရွေးချက်၊ရှင်သန်နေရခြင်းရွေးချက်ဟာပျော်ရွှင်မှုကိုရှောင်ပေးဖို့ပါ။ဘာသာရေးလိုက်စားသူဖြစ်စေ၊ဘာသာမဲ့တူဦးပဲဖြစ်စေပျော်ရွှင်မှုကိုလိုချင်တာချင်းတော့အတူတူပါပဲ။ လူသားတွေရဲ့ဘဝလှုပ်ရှားမှုတိုင်းကိုလည်းပျော်ရွှင်မှုရဖို့ဆိုတဲ့စိတ်ကမောင်းနေပေးနေတယ်လို့ပြောနိုင်ပါတယ်။ The Art of Happiness ကိုတွေ့တော့ကျွန်တော်ကလည်းစာဖတ်ရတာဝါသနာမပါပေမဲ့ happiness ဆိုတဲ့အကြောင်းအရာတွေကိုဘယ်လိုရေးထားမလဲဆိုတော့သိချင်တာ ਨੇ ဖွင့်ဖတ်ကြည့်တယ်။စာအုပ်ကိုရေးထားတဲ့လူကလည်းဒီဘက်ကဖုံးတော်ကြီးတိုင်းလာမှာနောက်တစ်ယောက်ကတွဲဖတ်စာရေးဆရာ Howard ဆိုတဲ့စိတ်ယောဂအထူးကုဆရာဝန်ကြီးနဲ့ပူးတွဲပြီးရေးထားတဲ့စာအုပ်ဆိုတော့ကျွန်တော်လည်း ခတ်တော်တော်လေးလှမ်းပြီးဖတ်ကြည့်လိုက်တယ်။ရာစုနှစ်တွေချီပြီးအသက်ရှည်တဲ့လူကိုပဲဖြစ်ဖြစ်အသက်တရရှည်တဲ့သူကိုပဲဖြစ်ဖြစ်ဘယ်အရာကမင်းဘဝရဲ့ရည်ရွယ်ချက်လဲမင်းဘဝကိုဘယ်အရာကအတိတ်ပဲရှိသွားစေတာလဲလို့မေးရင်ပျော်ရွှင်ခြင်းပါလို့တညီတည်းဖြေကြမှာပါတဲ့။အဲစိတ်ဝင်စားစရာမကောင်းသေးတာနဲ့နောက်တစ်ခေါက်ခတ်တော်တော်လေးကြော်လိုက်တော့အမေရိကန်နဲ့ပြည်တိုင်တို့မှာတဲ့တိန်ထီစုကြီးတွေပောက်တဲ့သူတွေဟာပထမပိုင်းအစပိုင်းမှာအရန်ကိုအပြော်ကြီးပြော်ခဲ့ရတယ်ပေါ့နော် ဒါပေမဲ့နောက်ပိုင်းမှာလည်းရက်ဒီလာတွေကြာလာတဲ့အခါမှာတာမန်ခန်းစားချက်မျိုးတွေတာမန်စိတ်ခန်းစားချက်လေးတွေပြန်ဖြစ်သွားကြတယ်တဲ့အဲ့ဒီစာကျွန်တော်နဲ့တော်တော်လေးတိုက်ဆိုင်တာ ਨੇ ကျွန်တော်အစအဆုံးဖတ်ကြည့်လိုက်တယ်အဲ့ဒီအစအဆုံးကနေ main point လေးတွေထုတ်ကြည့်တဲ့အခါမှာပျော်ရွှင်မှုရဲ့အရင်းအမြစ်ကိုတကယ်တွေ့သွားပါတယ်ပျော်ရွှင်မှုနဲ့ဘဝရည်ရွယ်ချက်ဆိုတဲ့အပိုင်းကဏ္ဍမှာကျွန်တော်တို့အရေးပါဆုံးအပိုင်းနှစ်ပိုင်းရှိတယ်တစ်ပိုင်းက comparing mindset တဲ့နောက်တစ်ပိုင်းကတော့ happiness နဲ့ pleasure ကိုကောင်းကောင်းကြီးခွဲခြားတတ်ဖို့လိုပါတယ်တဲ့နော်။ပျော်ရွှင်မှုရဲ့အရင်းမြစ်တစ်ခုက comparing mindset ကိုတဲ့ကန့်တတ်ထိန်းချုပ်ရလိမ့်မယ်တဲ့။အရာရာကိုနှိုင်းယှဉ်မိတဲ့စိတ်တက်။သတိထားမိလား။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်ဟာလစာ၁၀သိန်းပုံမှန်ရနေပါတယ်။အချိန်တစ်ခုလည်းရောက်တော့အလုပ်ရှင်ကကျွန်တော်ကိုသတ်သိန်းထပ်ပြီးတိုးပေးတဲ့အခါမှာကျွန်တော်မှာလစာ၁၇သိန်းဖြစ်သွားတယ်။အဲ့ဒီအချိန်မျိုးမှာကျွန်တော်ရဲ့စိတ်ထဲမှာ ။အော်ငါတသိန်းလေးပဲတိုးတာပါကွာလို့စဉ်းစားမိမယ်တွေးမိမယ်ဆိုရင်အဲ့ဒီအချိန်ကနေစပြီးတော့ပျော်ရွှင်မှုဆိုတဲ့ခံစားချက်ကိုလုံးဝပျောက်ဆုံးရပါလိမ့်မယ်။အဲ့ဒီအစားကျွန်တော်တို့ကငါစီမှာလာစားတသိန်းအောင်တိုးပြီးရလာတာပဲလို့တွေးမိမယ်ဆိုရင်အဲ့ဒီအတွေးတွေကနေတဆင်ပျော်ရွှင်မှုရဲ့ခံစားချက်တွေစီကိုရောက်သွားမှာဖြစ်ပါတယ်တဲ့ဒီလိုပဲနောက်ထပ်နိုင်ရှင်မှုတစ်ခုရှိတယ်ကျွန်တော်ရဲ့လာစားဟာကျွန်တော်အတွက်လုံလောက်နေပြီမဲ့ကျွန်တော်တငယ်ချင်းတယောက်ရဲ့လာစားကတော့ ကျွန်တော်ထပ်ပုံများနေပါလားဆိုပြီးသွားပြီးနှိုင်းရှင်မိမယ်ဆိုရင်ကျွန်တော်ရတဲ့အလုပ်နဲ့ကျွန်တော်ရတဲ့လစာပုံမှာဘယ်တော့မှကျွန်တော်တို့ဟာကျေနပ်မှုရှိနေမှာမဟုတ်တော့ဘူး။အဲ့ဒီလိုကိုယ့်ဘဝကိုမကျေနပ်နေတဲ့အခါမျိုးမှာပျော်ရွှင်မှုပျောက်ဆုံးရပါလိမ့်မယ်။ဆိုတော့ကျွန်တော်ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ comparing mindset ကိုနားလည်မိတာကကျွန်တော်တို့မှာ comparing mindset ဆိုတာလူတစ်ပါးဝအရာပုံမှန်ရှိနေပါတယ်။အဲ့ဒီလို comparing mindset ကို positive thinking အဖြစ်နဲ့ ြောင်းလဲသွေးခေါ်ပေးမယ်ဆိုရင်ပျော်ရွှင်မှုရဲ့အရင်းမြစ်တစ်ခုကိုရရှိမှာဖြစ်ပါတယ်တဲ့နောက်ထပ်အပိုင်းကဏ္ဍတစ်ခုက happiness နဲ့ pleasure ကိုခွဲခြားတတ်တဲ့စွမ်းရည်ပါတဲ့နော် pleasure ဆိုတာကရုပ်ဝတ္ထုပစ္စည်းတွေကြောင့်ရလာတဲ့ခံစားချက်မျိုးတွေဟာတဲ့ခဏတာပဲရရှိမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုတေချာလေးရှင်းပြထားတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်ကနှစ်တော်တော်ကြာကြာအထိကို android phone ပဲကင်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ android ကကျွန်တော် သုံးတတ်တယ်လွဲကူတယ်အဆင်ပြေတယ်ကျွန်တော်လည်းသဘောကျတယ် game လည်းဆော့လို့ရတယ်ကျွန်တော်တို့အရန်ကိုအသုံးဝင်တယ်ဖုန်းလေးတစ်လုံးဖြစ်ဒါပေမဲ့လူငယ်တွေကြားမှာရေပန်းအစားဆုံးက Android မဟုတ်ဘဲနဲ့ Apple iOS brand တွေဖြစ်ဆိုတော့ကျွန်တော်အရန်ဝယ်ခြင်းပေမဲ့ကျွန်တော်မဝယ်ခဲ့ပါဘူးပေါ့နော်တဖြည်းဖြည်းကျွန်တော်လစာတွေများလာတဲ့အခါမှာကျွန်တော်စိတ်လှုပ်ရှားတယ်ပေါ့နော်ဝယ်ခြင်းနဲ့ဒါပေမဲ့ဝယ်ရင်ကောင်းမလားမဝယ်ရင်ကောင်းမလားစဉ်းစားမိတယ်အာငါဝယ်လိုက်မယ်ဆိုရင်ဖုန်းမှာ function လမ်းစားတွေနဲ့ကင်မရာအကောင်စား နော်လူတွေကြားမှာကင်သွားရင်တော့လူရှိန်နဲ့ဘာညာပေါ့ကျွန်တော်တွေးမိခဲ့အဲ့လိုတွေးမိပြီးစိတ်လုံရှားမှုတွေနဲ့ကျွန်တော်ဝယ်ချလိုက်တော့ iPhone ဝယ်ပြီးတော့9ရက်ပဲကြာတယ်အဲ့ဒီခံစားချက်မျိုးလုံးဝမရှိတော့ပြန်ဘာဖြစ်လို့လဲဆိုတော့9ရက်အတွင်းမှာပဲတာမန်ခံစားချက်မျိုးလေးပြန်ဖြစ်သွားတတ်တယ်ဒါကြောင့် flash ဆိုတာကရုပ်ဝတ္ထုပစ္စည်းတွေကြောင့်ရလာတဲ့ပျော်ရွှင်မှုတွေဟာတဲ့ခဏတာပဲခံစားရမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုဒီစာအုပ်လေးမှာ ဒေချာလေးရှင်းပြထားပါတယ်နောက်ထပ်အပိုင်းကဏ္ဍတစ်ခုကတော့ပေါင်းတင်ဆက်ဆံရေးနဲ့ပျော်ရွှင်မှုတဲ့ဒီအကြောင်းအရာလေးကတော့အထူးကြံ့ကျင်းနေစီကနေပြီးတော့ပျော်ရွှင်မှုကိုဘယ်လိုရယူမလဲဆိုတဲ့အကြောင်းအရာကိုရေးထားတာဖြစ်တယ်ကျွန်တော်လိုမျိုးလူငယ်တွေပြီးပရောက်နေလူငယ်တွေအထူးကြံ့နေဆိုတဲ့စိတ်ဓာတ်ခံစားနေရလူတွေဒီစာအုပ်ထဲကဒီအပိုင်းကဏ္ဍတိတ်ပြီးအရေးပါမယ်လို့ထင်တယ်ကျွန်တော်ဒီမှာရှင်းပြလိုက်အရန်ကိုရှင်းွားမှာဖြစ်တယ်ဆိုတော့ကနောက်ထပ်အပိုင်းကဏ္ဍကိုကြော်ရမယ်ဆိုရင်ဒုက္ခတွေကိုကြော်ဖြတ်ခြင်းတဲ့ လူအများကြီးလူသားအလုံးနဲ့ဆိုင်တဲ့ကဏ္ဍဖြစ်ပါတယ်။ဒုက္ခတွေလောကဓာတ်တွေဆိုတာလူအတိုင်းရှောင်လွဲလို့မရတဲ့ကိစ္စပါတဲ့။အဲ့လိုဒုက္ခကြုံတွေ့လာတဲ့အခါကျရင်တချို့ကရှိတယ်။ငါကန်ဆိုးလာကြီးလား။ငါကြောက်မှဘာလို့ကြုံရတာလဲ။အဲ့ဒီလိုတွေးတတ်ကြပါတယ်တဲ့။ဒါပေမဲ့တချို့ကလည်းဘာလို့ကြလဲဆိုတော့မူးယစ်ဆေးဘွားသုံးဖို့စူးစမ်းကြတယ်။မူးယစ်ဆေးဘွားသုံးဆွဲတယ်။အရက်တေစာတောက်စားတယ်။ဒုက္ခကိုခဏတစ်ဖြုတ်မေ့ဖို့စူးစမ်းလိုက်တာပါတဲ့။ဒါပေမဲ့အဲ့ဒီဒုက္ခဟာမပြောက်သွားဘဲနဲ့ တဖြည်းဖြည်းနဲ့ပိုတောင်ဆိုးလာတတ်ပါတယ်တဲ့နော်အဲ့လိုလှုပ်တဲ့လှုပ်ရက်ကတကယ်ကိုမှားတဲ့လှုပ်ရက်ပါပဲတဲ့အောင်ဒုက္ခတွေလောကရန်တွေကြုံတွေ့လာရတဲ့အခါမှာအရင်ဆုံးလှုပ်ရမယ့်အလုပ်ကနှလုံးသွင်းပြီးလက်ခံတတ်ဖို့တိတ်အရေးကြီးပါတယ်တဲ့ဒုက္ခကြုံလာတဲ့အခါမှာအဖြစ်ဆိုးလာကြီးရဲ့ကံဆိုးလာကြီးရဲ့လို့တတ်တလဲလဲတွေးမိမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒုက္ခကိုကျွန်တော်တို့ကကိုကိုယ်တိုင်ပုံကြီးချက်လို့ဖြစ်သွားပြီးတော့ဘယ်တော့မှပျော်ရွှင်ရတော့မှာ ဟုတ်ပါဘူးအဲ့ဒီခါမျိုးမှာဆိုရင် perspective လို့ခေါ်တဲ့ကိုယ့်ရဲ့အမြင်ကိုပြောင်းလဲသုံးသပ်နိုင်တဲ့စွမ်းရည်ဟာသိရေးပါပါတယ်တဲ့နော်ဒုက္ခတွေကြုံလာတဲ့အခါမှာကိုယ့်ရဲ့ဒုက္ခတွေကိုကိုယ့်ရဲ့ပြဿနာတွေကိုခက်ဝေးဝေးကနေလှမ်းပြီးသုံးသပ်ကြည့်ရမယ်ကိုယ့်ထပ်ပိုကြီးတဲ့ပြဿနာတွေကိုမြင်အောင်ကြည့်တတ်ရမယ်ကိုယ့်ထပ်ပိုကြီးတဲ့ဒုက္ခတွေခံစားနေရတဲ့တွေကိုမြင်အောင် ကြည့်တတ်မယ်ဆိုရင်ကိုယ့်ရဲ့ပြဿနာလေးကတေးသေးလေးပါပဲလို့ခံစားရမှာ ဖြစ်ပါတယ်တဲ့အဲ့ဒီလိုခံစားချက်ရလာတဲ့အခါမှာကျွန်တော်တို့ရဲ့ဒုက္ခတွေပြဿနာတွေကိုရင်ဆိုင်ဖို့အတွက်ခွန်အားတွေပို့ပြီးတော့ရှိလာမှာဖြစ်ပါတယ်ဖြည့်ရှင်းနိုင်တဲ့နိလန့်တွေကိုပို့ပြီးတော့တွေးမိလာမှာဖြစ်ပါတယ်အာစာဖတ်ရတာဝါသနာမပါပါဘူးဆိုမှ ရွှေနှုတ် application ကကျွန်တော်ကိုဒီစာအုပ်လေးနဲ့ဆွဲဆောင်လိုက်လို့ပါပဲဒီနေ့ကနေစပြီးကျွန်တော်စာအုပ်ဖတ်တဲ့အလေးချင်းကိုတင်ချာလေးမွေးမြူခဲ့တယ်ရွှေနှုတ် application မှာစာအုပ်ဆယ်အုပ် free ဖောက်ခွင့်ပေးထားတဲ့ဒဲကနေပြီးတော့စာအုပ်တအုပ်ရှိတယ် ဲ့ဒီစာအုပ်ကိုဖတ်ပြီးတော့ကျွန်တော်မျက်ရည်ပါကျတယ်အလောက်ထိကောင်းတဲ့စာအုပ်ပြကပအပျော်ရွှင်ဆုံးလူသားတဲ့တကယ်ကိုမှ အနှစ်အရသာ အပြည့်အဝနဲ့ရေးထားတယ်လူတိုင်းကသူ့ရဲ့ဘဝကိုတကယ်ကိုတနာမိမှာလူတိုင်းရဲ့ဘဝမှာတဲ့အမောင်မိုင်ဆုံးသောအချိန်ဆိုတာရှိပါတယ်တဲ့အဲ့လိုအချိန်တစ်ချိန်ရောက်လာတဲ့ခါမှာငါဘဝကြီးကတုံးစားလို့မရတော့ပါလားငါဆိုတာလောကမှာရှိဖို့မရှိနေတဲ့တော့ပါဘူးကွာဆိုပြီးတော့ညှိတွားပြီးတော့ဆုံးဖြတ်ချက်အမားတွေချလိရှိပါတယ်ပေါ့နော်ဒီစာအုပ်ကိုရေးထားတဲ့လူကတော့ ကဘာအပျော်ရှင်ဆုံးလူသားဆိုပြီးကောင်းစဉ်တတ်ထားပါမယ်။သူ့ဘဝကြီးကတကယ်ကိုဝမ်းနည်းစရာ၊နာကျင်စရာအဖြစ်ပျက်တွေကြုံခဲ့ရတယ်။နာစီအချင်းစခန်းထဲမှာအချင်းသားအဖြစ်ဖန်ခံခဲ့ရတယ်။သူ့ရဲ့မိသားစုဝင်တွေကွပ်မျက်ခံခဲ့ရတယ်။ပြီးတဲ့အခါမှာသူ့ရဲ့ဘဝကြီးကအမောင်မိုင်ဆုံးသောအခြေအနေကိုကြုံခဲ့ရတာတော့မှသူဘလို့ပြောအောင်နေခဲ့လေ။နောက်ဆုံးသူလွတ်မြောက်လာတဲ့အခါမှာသူ့ဘဝနဲ့ရင်ပြီးတော့စာအုပ်လေးတအုပ်ရေးခဲ့တယ်။ကျွန်တော်တို့ပြပရောက်နေတဲ့လူငယ်တွေဟာ စိတ်ခံစားချက်ချင်းရင်ပတ်ချင်းတူကြမယ်လို့ထင်တယ်။အခုလိုအားလက်ချိန်နည်းနည်းပဲရတဲ့အခါမှာကိုကိုကိုတိုးတက်ခြင်းနဲ့ positive lifestyle လေးကိုမွေးမြူခြင်းနဲ့ဆိုရင် Shino application ကနေစာအုပ်လေးတွေနားထောင်ခြင်းနဲ့စာအုပ်လေးတွေဖတ်ကြည့်ခြင်းနဲ့ဆိုရင် အခုပဲ download ချပြီးတော့ဒီစာအုပ်ဆယ်အုပ်လေးကိုတော့ဖတ်ကြည့်စေခြင်းပါတယ်။ Okay ဘဝရဲ့ပျော်ရွှင်မှုတွေကိုကျွန်တော်နားလည်ပါပြီ။ကျွန်တော်ရဲ့စိတ်အနေစိတ်ထားတွေကိုဘလို့ပြောင်းလဲရမလဲဆိုတော့ကျွန်တော်သဘောပေါက်ခဲ့ပြီ။ဒါပေမဲ့ကျွန်တော်ရဲ့ဘဝကိုဒီမှာပဲမရက်နေခြင်းဘူး။ ကျွန်တော်ပိုကောင်းတဲ့ဘဝကိုတည်ဆောက်ခြင်းသေးတယ်ပိုကောင်းတဲ့ lifestyle ကိုမွေးမြူခြင်းသေးတယ်အဲ့ဒီတော့စာအုပ်လေးတအုပ်ထပ်ပြီးတော့တွတ်တွေ့ပြန်တယ်စာရေးဆရာ Vasking ရေးထားတဲ့ Sunday time မှာရောင်းဝအကောင်းဆုံးစာအုပ်ဖြစ်တဲ့ Good vibe good life ဒီစာအုပ်ထဲမှာဆိုရင်လေအပိုင်းကဏ္ဍ၃ခုလုံးကအယမ်းမိုက်ပါတယ်ဘဝနေထိုင်မှုအလေးချိန်ကောင်းများတဲ့ကိုကိုကိုချက်ပါတဲ့ဘဝရည်မှန်းချက်တွေကိုအကောင့်ထဲပေါ်ခြင်းဆိုတဲ့အပိုင်း၃ခုနဲ့ဖွဲ့စည်းထားတယ်ဒီစာအုပ်ကိုတော့ကျွန်တော်မနက်ဖြန်မှပဲ ်ဆက်ဖတ်ကြည့်ပါဦးမယ်ပေါ့နော်အခုလို နိုင်ငံတကာစာရေးဆရာတွေရဲ့စာအုပ်ပေါင်း600ကျော်ကိုမြန်မာလိုကွာအတန်ရော စာနဲ့ရောအခုပဲတော်ဖတ်ကြည့်လိုက်မယ်ဆိုတဲ့လူတွေဟာရှင်နော့ application ကို download ချလိုက်ပါအခုကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့လူတွေထဲမှာရှင်နော့ application ကိုတုံးနေတဲ့လူတွေရှိပါသလား comment မှာမှတ်သားခဲ့ပါဒီဗီဒီယိုလေးကတင့်ကိုတွေးစရာတွေပေးခဲ့တယ်ဆိုရင် like and share လုပ်သွားဖို့မမေ့ပါနဲ့ bye bye